မင်္ဂလာပါရှင်။အော်တိုဘားလ17ရက်စနေနေ့အတွက်ရှယ်ယံငွေရဲ့လှုပ်လှုပ်ရှားရှားရောင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့မြန်မာ VNN ကုန်စည်ပြပွဲ2025ကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့အင်အားလေးဟိုတယ်ဝင်းတွင်ရှိရန်ကုန် Convention Center ပြပွဲခန်းမတွင်မြန်မာ VNN ကုန်စည်ပြပွဲ2025ကိုအော်တိုဘား17ရက်မှ17ရက်ထိကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ အစိုးရပြပွဲဖွင့်ပွဲကိုအောက်တိုဘာ10ရက်နေ့နက်9:30မိနစ်ကရှန်ကွန်ကွန်ဗင်းရှင်းစင်တာပြပွဲခမာမှာကျင်းပရာမြန်မာနိုင်ငံ VNN တန်ယုံမှစီးပွားရေးတန်မှုနဲ့တာဝန်ရှိသူများစီးပွားရေးနှင့်ကုသရေးဝန်ကြီးဝင်ကြီးဌာနမြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့မှတာဝန်ရှိသူများပြည်တော်စုမြန်မာနိုင်ငံကုန်သွယ်များနှင့်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့်ဘုတ်အလုပ်မှုဆောင်များပြပွဲဖြစ်မြောက်ရေးပါဝင်ကူညီပံ့ပိုးပေးကြသောမြန်မာ VNN ချစ်ကြည်အသင်းနှင့်အသင်းအဖွဲ့များ ဖိတ်ကြားထားတဲ့ဧည့်သည်များတက်ရောက်ကြပါတယ်။ပြပွဲတွင်မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့မှပြကန်းပေါင်း120ခန်းဖြင့်ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း100ကျော်ကိုပြသကြောင်းသိရပါတယ်။ယခုနှစ်တွင်ခီးသွွားလုပ်ငန်းနှင့်ခီးသွွားဝန်ဆောင်မှုကဏ္ဍကိုပါတူးချိတ်ပြသထားပြီးမြန်မာနှင့်ဗီယက်နမ်မှခီးသွွားကုမ္ပဏီရှစ်ခုမှခီးသွွားအစီအစဉ်များလေရင်လက်မှတ်များနှင့်ခီးသွွားဝန်ဆောင်မှုများကို ပြသထားကြောင်းသိရှိရပါသည်ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်မြို့ကကားလမ်းမတချို့ရေချော်ခဲ့တဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာအောက်တိုဘာ၈ရက်နေ့ကနေစပြီးမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်မြို့နယ်တချို့ကကားလမ်းမတွေမှာရေကြောကရင်လန်းကြောပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။ရန်ကုန်မြို့ရှိကပ ాయి ဖျားလန်း၊ရန်ကင်း၊တောင်မွေ၊ပဟန်၊တောင်ကလပ၊မြောက်ကလပတခုမျိုးတိမြောက်ပိုင်းမရန်ကုန်၊တင်ငန်းကျွန်းအစရှိတဲ့နေရာတွေမှာကားလမ်းရေကြောမှုတွေဖြစ်ခဲ့ကြောင်းသိရပါဗျ။ပဟန်မြို့နယ်မှာလည်းမြမပလာဇာနီးရှိ လူကူးတရာအတက်အစင်းနာ ချော်ရင်ကုန်မီပွိုင်းအင်ရလိမ့်မီပွိုင်းတန်တုမာလန်တောက်ရှောင်းတဲ့ဝေစင်နယ်လန်နန္ဒဝင်ဈေးဘက်လမ်းကျော်တွေမှာလည်းရေကြီးနေပြီးလမ်းကျော်ပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။